တော်လန်ရေးလေးနှစ်ကျော်ကြာလာချိန်မှာလန်နက်ကိုင်းတော်လန်ရေးကအရှိန်ဟုန်ကောင်းကောင်းနဲ့သွားနေပေမဲ့တော်လန်ရေးအင်အားစုတွေကတော့လူမျိုးရေးအကျိုးစီးပွားတွေအရအစိတ်စိတ်ကွဲနေပြီးဒီပေါ်မှာမှန်မှန်ကန်ကန်ကင်တွယ်နိုင်မှုလိုတယ်လို့ဝိုင်းရင်သတင်းစာဆရာနဲ့တိုင်းသားတော်လန်ရေးဖွဲ့တွေကပြောပါတယ်လက်ရှိတော်လန်ရေးကစောင့်ကြည့်ခဲ့တဲ့နှစ်40ကျော်ကာလမှာတခါမှမတွေ့ဘူးတဲ့အရွေးကောင်းကောင်းနဲ့သွားနေပေမဲ့တိုင်းသားအဖွဲ့တွေနဲ့လက်နက်ကင်တော်လန်ရေးအဖွဲ့တွေကတော့အကျိုးစီးပွားနဲ့လူမျိုးစုအရေးတွေကြောင့်အစိတ်စိတ်ကွဲနေကြောင်းကို မြန်မာနိုင်ငံအရေးနှစ်ပေါင်း40ကျော်စောင့်ကြည့်သတင်းရေးသားနေတဲ့သတင်းစာဆရာဘာဒင်းလင်တနာက DVB ကိုပြောပါတယ်။ On that hand, man, you can hear that we often hear that the central government the hunter doesn't စစ်ကောင်စီကတိုင်းပြည်ရဲ့ရာဂိုင်းလုံးနှဲငယ်ကူတာထိန်းချုပ်နိုင်တော့တယ်ဆိုတဲ့အပြောမျိုးတွေထွက်လာပါတယ်။ဒီပြောတွေကမှန်ကျင်မှန်ပါလိမ့်မယ်။ဒါပေမဲ့ဒါဟာတော်လိုင်းအင်အားစုတွေအနေနဲ့ညီညွတ်မှုရှိတယ်ဆိုတဲ့သဘောမတက်ရောက်ပါဘူး။တော်လိုင်းအင်အားစုတွေဟာလူမျိုးရေးရရောအကျိုးစီးပွားရေးရရောအစိတ်စိတ်ကွဲနေပါတယ်။ တိုင်းပြည်ရဲ့နေရာအနှံ့ပြားမှာအဖွဲ့မျိုးမျိုးကွဲနေတာပါတခါတလေသူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေနဲ့ပတ်သက်ပြီးအခွန်ကောက်ခံရေးလူသူစုဆောင်ရေးကိစ္စတွေကြောင့်အပြိုင်ဆိုင်ဖြစ်တာမျိုးတွေလည်းရှိပါတယ်ဆိုတော့စစ်ကောင်စီကိုဆန့်ကျင်တဲ့နေရာမှာညီညွတ်မှုမရှိတာတော်တော်ကြီးမားတဲ့ပြဿနာပါဒီလိုပြိုကွဲနေမှုမျိုးကိုလည်းကျွန်တော်တို့အရင်ကမတွေးခဲ့ဘူးပါဘူးဒါကအနာဂတ်အတွက်ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး which i never witnessed before and that doesn't bode well for the future အခုလိုအစိတ်စိတ်ကွဲနေတဲ့ဒေါ်လာအင်အားစုတွေကိုစနစ်တကျစုစည်းဖို့လိုကြောင်းနဲ့မမှန်ကန်ကန်ကင်တွယ်ဖို့လိုအပ်ကြောင်းကိုချင်းညောင်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကိုစလိုင်းရောမန်ကပြောပါတယ်တော်လှန်ကြီးကမဖြစ်မနေဖြတ်တန်းရမယ်အပိုင်းနဲ့ထင်ပါတယ်။ဦးအရင်ကအရင်ကတော်လှန်မှလည်းရှိတယ်ခုလည်းရှိတယ်။နောင်ကိုတခုတော်လှန်ဖြစ်ရှိ ਉ ရှိမှာပဲ။ဒီကတိတီပဲအစ်စ်တီပဲပေါ့နော်။ဒါဒီကိုကျွန်တော်တို့ မြန်မြန်ကိုစနစ်ကြသွားအောင်ဟိုကျွန်တော်တို့ပြည်သူလူထုကလည်းပူပေါင်းပါဝင်ဖို့လိုတယ်ပေါ့လေဒီမှာလည်းမှန်မှန်ကန်ကန်ထောက်ပြတာမျိုးထင်ရှားဆိုင်နေတဲ့ဖွဲ့တွေရှိတယ်အဲ့လိုမျိုးတွေပေါ့နော်တစုတစည်းတည်းဖြစ်လာမယ်ပေါ့နော် principle တွေပေါ့နော်ခံယူချက်တီဒီတော်လှန်ခံယူချက်တီဒီတော်လှန်ဥပဒေသားတွေနဲ့ပြန်လဲဆူစီးပြီးမှဒီလူတယောက်ရဲ့အပေါ်အဖွဲ့အစည်းပေါ်မူတည်တာမဟုတ်ပဲနဲ့ပေါ့နော်ဒီဥပဒေသားတွေပေါ်ခံယူချက်တွေပေါ် ပဲတီဆောက်ထားတဲ့စနစ်ကြတဲ့ဟာဖြစ်ကိုဖြစ်အောင်တဖြစ်ဖြစ်ပြန်သွားမှာပဲဒေါ်လာကြီးအတွက်မှာပဲဒေါ်လာကြီးပြန်လုံနေတယ်ပြန်တန်ရှင်းနေရတယ်ဆိုတာကတောက်လျှောက်ဖြတ်တန်းနေကြတယ်ရင်းဆိုင်နေရတဲ့ဟာပါဆိုတော့သူပြောတာမှတ်ချက်ပြတာမမှားပါဘူးတကယ်လည်းမှန်ပါတယ်ဒါကျွန်တော်တို့ကတကယ်တကယ်လည်းလက်တွေ့ကြကြမှန်မှန်ကန်ကန်ဂိုင်တွေ့ရမှာပဲမြို့သားညညရေဆိုရကာကွယ်ဝင်ကြီးဌာနလက်အောက်မှာ PDF အဖွဲ့ပေါင်း300ကျော်ရှိတဲ့အထက် အန်ယူဂျီအမိုဒီအောက်ကနေနှုတ်ထွက်တဲ့ PDF အဖွဲကစေကနန်းတိရှိနေကြောင်းကိုအန်ယူဂျီရဲ့ပြောဆိုချက်ရသိရပါတယ်။ရှမ်းပြည်မြောက်ပိုင်းမှာပလောင်နဲ့ကချင်လူမျိုးစုတွေကနေမြေတခုအတွက်ပုတ်တိုက်မှုတွေရှိနေပြီးချင်းပြည်နယ်မှာဆိုရင်လည်းအင်အားစု၅ခုထပ်မင်းရှိနေတာပါ။ကရင်ပြည်နယ်မှာတော့လက်နက်ကင်အဖွဲတွေအများကြီးကွဲနေပြီးစစ်ကောင်စီကိုထောက်ခံတဲ့အဖွဲတွေလည်းရှိနေပါတယ်။ဒါအပြင်ဝါလိုနေမြေအများပြပိုင်ဆိုင်ထားတဲ့လက်နက်ကင်အဖွဲတွေကကြားနေရရှိသလို RCSS လို့ရှမ်းပြည်တောင်ပိုင်းအဖွဲ့တွေကတော့စစ်တပ်နဲ့အပြစ်ခတ်ရပ်ထားပါတယ်။ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA, TNNA နဲ့ AA တို့သုံးဖွဲ့ကတော့စစ်ကောင်စီပြုတ်ကြရေးပူးပေါင်းစစ်ဆင်ရေးတွေဆင်နွှဲခဲ့ပြီးနောက်မှာတော့ MNDAA ကတရုတ်ရဲ့ဂျောင်းဝင်စစ်ဆက်မှုနဲ့လာရှိုးကိုစစ်ကောင်စီကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ဆရာနာရှင်အမြင့်ပြည့်ရေးအဆောင်စစ်မှန်တဲ့ကိုပိုင်အုပ်ချုပ်ရေးရရှိရေးဟာပထမဆိုပြီးရည်မှန်းချက်ကိုပြောင်းလဲခဲ့တာမျိုးတွေလည်းရှိနေပါတယ်။ကျွန်တော်ဝေပါ